မင်္ဂလာပါတည်င်းနှစ်ခုဖတ်ပြခြင်းတယ်တခုကကျွန်တော်တို့လေစာအားကြခဲ့ရတဲ့ကျွန်တော်ရော့ကာကြီးကိုလေးပြူကိုတိုင်းနားမလဲဘူးဆိုတဲ့ဘွမ်ကော့နော်ဘီစီရော့နော်အဲ့တော့ဝီစီရဲ့ဒီဘွမ်ကော့ရဲ့ထိရောက်မှုဘလောက်အင်အားပြင်းလဲဆိုတဲ့တည်င်းရဲ့နောက်တစ်ခုကတော့ကျွန်တော် RFA BOE ရုပ်တံကိုပိတ်ခဲ့ရတယ်ဒီတမနာထရန့်အမိတ်နဲ့အဲဒီမှာ RFA နဲ့ BOE အပအဝင်ဒီအမေရိကန်အခြေပြုထားတဲ့ဒရင်ဌာနတွေကိုထောက်ပံ့ပေးထားတဲ့ရမွေငွေကြေးထရန့်ကဖြတ်တောက်လိုက်တဲ့အပေါ်မှာအဲ့ဒီတရင်ကုံကနဲ့ဒရင်ဘက်ကထွက်လာတဲ့အပေါ်မှာမြန်မာနိုင်ငံမှာရှိတဲ့ဘောမအပေါင်းလူရုံမာတွေကအကုန်လုံးထပ်ပြောကြတယ်။မဖြစ်လို့လေပြည်သူဘက်ကရက်တိတဲ့တရင်ဌာနတွေမရှိသေးသူတို့အတွက်ပိုကောင်းနေဆိုပြီးတော့နော်အဲ့တော့အဲ့ဒီ VOA နဲ့ RFA ကိစ္စအခုဘလို့ပုံစံဖြစ်ဖြစ်ွားလဲတရားရုံးကဘလို့အမိန့်ချွားရေးဆိုတဲ့တရင်နဲ့ဒီတရင်တို့ကိုဖတ်ကြအောင်ဖြစ်ပါတယ်။အရင်ဦးဆုံးကတော့ကျွန်တော်တို့ ကိုလေးဖြူရင်တောင်မတိတဲ့ဘွိုင်းကော့ရဲ့ထိအောင်ဘာလဲဆိုတာတည်မှဖြစ်ပါလေအရင်ဆုံးဒီတည်င်းကတော့မှတ်မိကြသေးတာမသိဘူးထိုင်းနိုင်ငံမှာတော်လိုင်းရေးဒီဆန္ဒပြလူငယ်တွေကိုအဲမတိလေးစားလှုပ်ခဲ့တဲ့နော်ဘွိုင်းကော့ရဲ့အဲပြောမယ်ဖူပန်သာရဲ့ကုမ္ပဏီကိုထိုင်းတီတူတွေကဝမ်းမီဘွိုင်းကော့လှုပ်ခဲ့တယ်ဘွိုင်းဒီဖူပန်သာဆော့ဝဲကိုတွင်းထားတဲ့ application ကိုတွင်းထားတဲ့ထိုင်းတီတူတွေကအဲ့ဒီ application ကိုပြန်ပြီးတော့ အ install လုပ်ပြီးတော့ဒီပူပန်နာကိုတပိတ်ပေါက်ခဲ့ကြတယ်ကုန်ကနဲ့နှစ်ကမှတ်မိကြတာမျိုးအဲ့ဒီရဲ့အရှိန်ကဘယ်လောက်ထိရိုက်ခတ်တယ်ဆိုတော့အခုပူပန်နာထိုင်းနိုင်ငံမှာထွက်သွားမယ့်အနေအထားဖြစ်သွားပါပြီထိုင်းနိုင်ငံမှာပူပန်နာအပေါ် point call လုပ်ခဲ့မှုအောင်မြင်တာကြောင့်လာမယ့်မေလ23ရက်နေ့ကစပြီးအပြီးတိုင်းရနာလိုက်ရပါတော့မယ်ပူပန်နာဟာထိုင်းနိုင်ငံမှာ2022ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီး ဘန်ကောက်မြို့တွင်စတင်လေတက်ခဲ့ပြီးထိုအချိန်တွင်စားတော့ဆိုင်50နှစ်အတူစတင်ခဲ့ပြီး2016ခုနှစ်တွင်ထိုင်းနိုင်ငံအတွင်းကြီးအကြီးအကဲမြို့များတွင်စားတော့ဆိုင်1600ကျော်နှင့်ပူးပေါင်းလုပ်ကင်ခဲ့တာထိုင်းနိုင်ငံကြီးအကြီးအကဲစားတော့ကုန်ပို့ဆောင်ရေးဝန်ဆောင်မှုတစ်ခုအဖြစ်တိုးတက်လာခဲ့ပြီး89ချံတည်နေအားလုံးတွင်ဝန်ဆောင်မှုဖြန့်ဖြူးနိုင်တဲ့ထိုင်းနိုင်ငံရဲ့ပထမအဦးဆုံး food delivery ကုမ္ပဏီတစ်ခုဖြစ်ခဲ့ပါတယ်တိုးတော့2025ခုနှစ် မေလ23ရက်နေ့တွင်ဖူပန်နာဒီထိုင်းနိုင်ငံကြီးဝန်ဆောင်မှုများကိုရက်ဆိုင်ပြီးဖြစ်ကြောင်းမူရင်းကော်မတီဖြစ်တော့ delivery hero မှကျင်ညာခဲ့ပြီအခုလိုရင်နာရောက်မှအဓိကအကြောင်းရင်းကတော့ကော်မတီရဲ့မှိုင်းနဲ့ဆုံးဖြတ်ချက်တစ်ခုကြောင့်ပဲဖြစ်ပါတယ်2024ခုနှစ်တုန်းကထိုင်းနိုင်ငံမှာဒီမိုကရေစီအရေးဆန္ဒပြခဲ့တဲ့ leader တဦးကိုကော်မတီဘက်မှအကြမ်းဖက်တမန်တဦးကဲ့သို့ဆက်ဆံကအလုပ်ဖြုတ်ပြစ်တာကစပြီးထိုင်းပြည်သူအများစုဒေါသများစွာထွက်ခဲ့ရပါတယ်ထိုအချိန်ကစပြီးဖူပန်နာကိုတနိုင်ငံလုံး မှာမစားကြတော့ပဲဘွိုင်းကော့လုတ်ခဲ့ကြတာပါအခုတော့ပြည်သူတွေဘွိုင်းကော့အောင်မြင်ဘယ်ပဲပြောရမယ်ကိုဗစ်မတိုင်ခင်ကာလမှာထိုင်းနိုင်ငံရဲ့ပထမဆုံးနဲ့အောင်မြင်ဆုံး food delivery company ဟာလဲမှားယွင်းတဲ့သုံးကချက်တစ်ခုကြောင့်အခုလိုရင်ဆိုင်ခဲ့ရပြီဖြစ်ပါတယ်မြန်မာနိုင်ငံမှာဆိုရင်တော့မေးလောက်တဲ့အချိန်မှာပရိဒါလေးလုတ်ပြတ်လိုက်တာနဲ့၃လလောက်နေရင်ဘွိုင်းကော့မလုတ်ကြတော့ပဲတာထုဝိုင်းခေါင်ချမ်းမိ၅ပါးကြီးကြီးဦးနှောက်ပိုင်ရှင်များရှိနေတွေမြည်တိဘွိုင်းကော့မှာအောင်မြင်မီမဟုတ်ပေဘူး ဥမာမြန်မာပလာဇာကိစ္စမျိုးထိုင်းပြည်သူတို့ဤဒီမိုကရေစီမျက်နှာပုံရီဒါကလေးဘက်မှယက်တီကာွယ်ပေးပြီးတနိုင်ငံလုံးတညီညွတ်တဲ့အမှတ်ရှိရှိဘွင်ကော့လုတ်ခဲ့မှုကြောင့်ထိုင်းနိုင်ငံရဲ့အောင်မြင်ဆုံး food delivery ဖြစ်တဲ့ food panda ကိုတစ်နှစ်မပြည့်ခင်မှာနေအလဲထိုးအဆုံးတတ်နိုင်ခဲ့ပါတယ်အခုတို့ပြည်သူတရားလုံးအမှတ်ရှိရှိလုံနိုင်ခဲ့တဲ့ဘွင်ကော့ကြီးကိုလေးစားအားကျမိပါတယ်ဒါကတော့လက်ရှိထိုင်းနိုင်ငံမှာเนาะမှတ်မိကြအောင်မထင်ပါတယ် စန္နပြပွဲမှာအဲ့ဒီဖူဒလီဗရီအဲဒီဖူပန်တာပစ္စည်းပို့တဲ့တယောက်ကပါခဲ့တယ်အဲ့ဒါကိုအဲ့ဒီဖူပန်တာကုမ္ပဏီကအကျံဖက်နမပုံစံအခုလိုပေါ့မြန်မာပြည်မှာလိုပေါ့ဟုတ်နော်မလားအဲစန္နပြတဲ့လူကိုမတိအကျံဖက်နမပုံစံမျိုးဆက်ဆံပြီးတော့အလုပ်ထုတ်ပြစ်လိုက်တဲ့အပေါ်မှာထိုင်းတီတူတည့်ရလုံးကဒီဖူပန်တာ application ဆွဲထားတဲ့လူတွေကဖုန်းထဲကနေ install ပြန်လုပ်ပြစ်တာကောနော် install ပြန်လုပ်ပြစ်ပြီးတော့ ဒီဖူပန်နာကိုလုံးဝမပတ်သက်ပဲမဆက်ဆံပဲနေလိုက်တာထိုင်းနိုင်ငံမှာပထမဦးဆုံးနာမည်အကြီးဆုံးဖြစ်တဲ့ဒီပုတ္တဘီဘရီကုမ္ပဏီတစ်ခုဟာအခု2025မှာတော့လုံးဝအလဲလဲကျပြီးတော့ထိုင်းပြည်သူတွေရဲ့ဘွမ်းကော့မှုအောက်မှာကြဆုံသွားခဲ့ပါတယ်တာဟာဘာလဲဆိုတော့ပြည်သူတွေရဲ့ညီညွတ်မှုပဲနော်မြန်မာပလာဇာမှာဆန္ဒပြလူငယ်တွေကိုဖမ်းပြီးတော့ဘယ်လိုလုပ်ခဲ့လဲမြန်မာပလာဇာကိုတတိုင်းပြည်လုံးဝိုင်းဆဲကြတယ်ဟုတ်တယ်နော်ဒါပေမဲ့အခုဒီနေ့အချိန်မြန်မာပလာဇာမှာတွားကြည့်ပါ ျွန်တော်တို့မြန်မာလူမျိုးတွေကအမှတ်တင်းချေလုံးဝမရှိပါဘူး။နာစရာ၊နာရကောင်းမှန်းလည်းမတိဘူး။နာတဲ့နာထိုက်တယ်မနာဘူး။အများရောက်လို့ရောက်အမောင်တောင်မှန်းမတိရဲ့ကောင်းတွေများတယ်။ပစိုးဂျုံတွေကလက်ဒီမုံထားတဲ့လူတွေများတယ်။ဒါကြောင့်မို့လို့အာနာသိန်းကစားမှလမ်းမထက်မှလူကြီးအားလုံးပြေသွားတယ်။မြို့လမ်းတွေမပြောနဲ့။တော်ရွာလမ်းနေတော့မှလူပြေသွားတဲ့အနေဓာတ်တွေထွက်ပြီးတော့စန့်ကျင်ခဲ့ကြတဲ့မြန်မာပြည်သူတွေရဲ့တော်လှန်ရေးခရီးဟာဒီနေ့၄နှစ်ကျော်၅နှစ်တည်းရောက်လာတဲ့အချိန်မှာဘယ်အနေဓာတ်တွေဖြစ်သွားပြီလဲ ဲ့တော့ဆန္ဒစပြတဲ့အချိန်မှာမတွေးမိဘူးလားငါတို့ဆန္ဒပြလို့ပြစ်တတ်ခံနေတယ်သိနိုင်တယ်ဖမ်းရင်လည်းဖမ်းခံနိုင်တယ်အကြေးဒီဆန္ဒပြပွဲကြီးကချက်ချင်းမအောင်မြင်လို့ရှိရင်နှစ်ပေါင်းများစွာတွားနိုင်တယ်ဆိုတော့အဲ့ဒီအတွေးလေးကိုမတွေးဘဲနဲ့အများရောင်လို့ရောင်အမောင်တောင်မှန်းမသိရှင်းရှင်းပြောရင်တော့ကမင်းကျော်စထနေတဲ့စိတ်နဲ့နိုင်ငံရေးမှာပါဝင်တဲ့လူတချို့ရှိခဲ့တယ်အဲ့ဒါတွေကယုံကြည်ချက်ခိုင်မာချက်မခိုင်မာတဲ့အချိန်မှာ ကာလကြာတဲ့အပေါ်မှာစကားပြောအောင်ဟုတ်တယ်မလားဟိုအကြောင်းပြဒီအကြောင်းပြနဲ့ ရန်သူနဲ့ပြန်ပူးပေါင်းတဲ့အနေအထားဖြစ်ပေါ်အဲ့တော့တချို့တွေကြတော့လဲတကယ်ကိုခက်ခဲတဲ့အနေအထားဒါအခုကျွန်တော်ပြောတဲ့ညံမှာနှစ်ပိုင်းခွဲထားတယ်နော်မလုံလို့အပြစ်ပြောတာမဟုတ်တော့မလုံတဲ့လူကတော့အပြစ်သွားပြောလို့မရဘူးလူတွေအကြောင်းမျိုးရှိတယ်နှစ်ပေါင်းကြာပါဒါပေမဲ့ရန်သူနဲ့ပေါင်းတဲ့လူတွေကိုကျွန်တော်ပြောနေတာတချို့တွေကြတော့စန္ဒပြပေါ်မှာပို့သူပတ်ဆက်ခါနဲ့ဒီမိုကရေစီမရရင်ကိုယ့်ကိုတတ်တည်တော့မယ်အတိုင်းကြီးကြွေးကြော်ခဲ့ပြီးတော့ပြည်နယ်ကာလနဲ့ကြာလာကြာဝော်ဒီကိုကိုယ်တိုင်ဆန့်ကျင်ခဲ့တဲ့ရန်သူနဲ့ပြန်ပေါင်းပြီးတော့ကိုကျိုးစည်းပွားတွေရှားနေတဲ့အများကြီးရှိတယ်နော် အဲ့တော့ဘွင်းကော့ဘွင်းကော့လောက်ကြမယ်ဟိဆိုရင်ဒါလေးပြူတော်မှဒီဘွင်းကော့ကိုခနော်ပြီးတော့ပြောခဲ့တာကြုံခဲ့ရနေတယ်။အဲ့တော့လေးပြူတို့လိုမျိုးအစိုးတော်တွေအနေနဲ့တခင်းမဆိုရင်ဘာနဲ့စားရမလဲ။နားလေတယ်။လူတွေကနားလေတယ်။ဒါပေမဲ့ဂရိကပြောလို့တခင်းဆိုတဲ့နေရာနံပါတ်၁ကိုဆိုလိုက်တဲ့ရှိုးဝဲပြီးအကြမ်းမဲ့ဒီအာနာသိမ်းထားတဲ့ကိုကိုတိုင်နဲ့မကြိုက်တဲ့စစ်ကောင်စီတွေအားပေးရဖြစ်နေမှာလား။နံပါတ်၂ကိုတခင်းဆိုမဲ့အကျိုးမြတ်ရမဲ့လူတွေဟာစစ်ကောင်စီအတိုင်းဝိုင်းရဖြစ်နေမှာလား။ အဲ့ဒါလေးကိုတော့အစိုးတော်ဒီအမှုပညာတွေအရှင်နဲ့ဒါကြည့်တင်တယ်။တော်လှန်ရေးအခု၄နှစ်တည်းကြောနာပြီးပြည်သူတွေလုံနေသလိုငါတို့မှလိုက်လို့မရအောင်ငါတို့မှအတိုင်းတိုင်းရှိတယ်။ငါတို့မှ pressure တွေရှိတယ်။ပြည်သူတွေနားလည်ပေးတယ်။နော်။ဒါပေမဲ့ဝင်းကပြောသူရန်သူကိုအားပေးအားမြောက်ပြုရတော့မလုံမိကြစေနဲ့။ရန်သူအတိုင်းဝိုင်းကိုလက်တွဲပြီးတော့ကိုချိုးစည်းဝါးရှာလာတယ်မလုံမိကြစေနဲ့။အစိုးတော်အချင်းစိုးကမှနားလည်တယ်။တရုတ်ဆောင်တရုတ်ဆောင်ကမှနားလည်တယ်။အဲ့ဒါမှနားမလည်တဲ့ကောင်ကလည်းအုံတော့မဲ့တဲ့ကောင်ပဲ။ဟုတ်တယ်နော်။အဲ့ဒါလို့တရုတ်ဆောင် ရင်းနေအမှုမြညာချင်းတရားဆောင်တယောက်ကရုပ်ရှင်ရိုက်နေတော့ကိုအပြစ်ပြောလို့တော့မရဘူးဒါပေမဲ့သူရိုက်တဲ့ရုပ်ရှင်ကြီးအကျန်းသက်စစ်ကောင်စီကိုအားပေးရရောက်နေတာဒါတော့တိပုလို့လေဒါပေမဲ့မြန်မာပြည်မှာဘွမ်းကောဆိုတဲ့ဟာမျိုးကရေတက်သုံးခဏဝိုင်းអော်ပြီးအချိန်တန်မှေ့သွားတဲ့အရာဟုတ်တယ်နော်ဖြူတွေဘလောက်ပဲကော့ပြလှန်ပြလှုပ်ချင်တိုင်းလှုပ်ပြပါစေဖြူတို့ဆဲချင်တိုင်းဆဲလိုက်ကြတယ်ဒါပေမဲ့ပြီးလို့ရှိရင်ဖြူတွေနည်းနည်းလေးစုပြလိုက်တာနဲ့ဝိုင်းမီတာတို့ခေါ်ကြတယ်တအားကိုစိတ်ကောင်းတဲ့မြန်မာပြည်သားတွေ ်တပါပေါ်မှာမြန်မာနိုင်ငံသားတွေလောက်စိတ်စည်စနာကောင်းတာမရှိဘူးနော်တိုင်းပြည်ကိုတိုင်းပြည်လုံးနေလန်ရောက်တနိုင်ငံလုံးဖန်ပြီးတက်ဖြတ်ထောင်ပြကိုယ်ခေါင်းဆောင်ကစားပိုးစိုးပဆက်တက်ထားမစီနည်းနည်းလေးတော့ကောင်းပြလိုက်အဲ့ဒီစုပ်ခေါင်းဆောင်အရန်ကောင်းသွားပြီတကယ်ကိုတင်းကြီးမဲ့တဲ့လူလန်းသားတည့်ရပဲဒါကြောင့်မို့လဲမြန်မာတွေကအခုချိန်ကြီးမတိုးတက်ပဲကျွန်တော်တို့တိုင်းပြည်ကစုပ်ပြတ်နေတာရှင်းရှင်းပြောရင်ကျွန်တော်တို့ကအာနာချင်းဝန်တာတွားပစ်ပြောနေကြတယ်ဒီအာနာရှင်တက်ဆိုးကြီးအောင်လုပ်နေတဲ့ကျွန်တော်တို့ရဲ့အောက်တန်းစားစိတ်ဓာတ်တွေကိုကျွန်တော်တို့ပြင်ရအောင်မတိကြဘူး နော်အခုဒီများနိုင်ငံမှာကြီးထိုင်းနိုင်ငံဒီမိုစီအရေးနဲ့ပတ်သက်လို့ဘယ်လိုတန်းမိုးထားလဲသူတို့လုံနိုင်တဲ့အရာကိုပဲသူတို့လုပ်တယ်မြန်မာပြည်တို့ထွက်ပြီးတော့တနက်ကန်ကြီးတိုက်မနေကြဘူးသူတို့မတိုက်နိုင်ဘူးအဲ့လောက်ကသူတို့မှတတ်တိမရှိဘူးဒါပေမဲ့သူတို့လုံနိုင်တဲ့အရာကိုတော့အောင်မြင်တဲ့ပြည်ရောက်လုပ်သွားတယ်ဒါဟာဘွမ်းကော့ရဲ့အောင်မြင်မှုဘယ်လောက်လဲဆိုတော့ဒါမြင်အောင်ပြတာပဲနော်နောက်ထပ်သတင်းတစ်ခုပြောချင်တယ်အဲ့ဒါကတော့အားဖိအားဖိကိုနော်အားဖိဘူယိုအပောင်ရင်ဒီအမေရိကန်ခြေစိုက်တဲ့သတင်းဌာနတွေကိုအမေရိကန်ရဲ့အစိုးရရဲ့ဒီကူညီထောက်ပံ့တဲ့ဘတ်ဂျက်ကို ဖန်ဖြတ်ချလိုက်တယ်။အဲ့ဒီဖြတ်ချလိုက်တော့ VOA ရဲ့လုံးဝရက်ဆိုင်သွားရတယ်။ RFD ကဝန်ထမ်းအနှဲငယ်နဲ့ဌာနတွေအားလုံးထုတ်ပြီးတော့ဌာနတစ်ခုနှစ်ခုလောက်ဝန်ထမ်းအနှဲငယ်နဲ့လက်ပတ်ရုံလေး RFD ကလက်ပတ်ကြတယ်။အဲ့ဒီအပေါ်မှာဒီဌာနဆိုင်ရာတည်င်းဌာနတွေဘက်ကဒီ Donald Trump ရဲ့အစိုးရကိုတရားရုံးဥဒိုက်လျှောက်ပြီးတော့တရားစွဲဒီတတိယကိုကျွန်တော်ဘာသာပြောလဲဆိုတော့သူများနိုင်ငံရဲ့ဒီမိုကရေစီအရတာဘယ်လိုလဲဆိုတော့မြင်အောင်ပြတယ်။တက်လာတဲ့အစိုးရအဖွဲ့ကိုတရားစွဲတယ်နော် အခုတရားရုံးကအမိတ်ချတယ်ဒီတင်းဌာနတွေပြန်တယ်မူလအတိုင်းပြန်လဲလဲပတ်ပြီးတော့ဒီဝန်တန်းတွေပြန်ခတ်မှုတွေဖက်ဒရယ်တရားလူကြီးကအမိတ်ချတယ်စဉ်းစားကြည့်မြန်မာပြည်မှာဆိုရင်မင်းအောင်နိုင်ရပိတ်ဆိုရင်ဖွင့်ရတဲ့တရားလူကြီးရှိလားအဲ့ဒါဒီမိုကရေစီအရာလားအဲ့ဒီအရာတော့မလိုချင်ကြတာလားဟမ်ဘယ်လောက်မှရင်စုပ်ပက်နေတဲ့စစ်တပ်အခုလာချိုးစစ်တပ်ကဝင်တယ်ဝင်မှာနှစ်ရက်မပြည့်သေးဘူးနော်ဖမ်းပြီးတော့ထုတ်နေမှာဗီဒီယိုဖိုင်တစ်ခုတက်လာပြည်သူတွေကိုဒူးတော့ခိုင်းအပေါ်နဲ့ထုတ်နေတယ် ဲ့လိုဟာမျိုးတွေကိုခင်ဗျားတို့ဘယ်လိုစိတ်ဓာတ်နဲ့လက်ခံတာလဲစဉ်းစားလို့မရအောင်နော်ဒီဒီလောက်အကျန်းဖက်နေတဲ့ကောင်တွေကိုလက်ခံမှုဆိုတာကတောင်တောင်အတိမဲ့ယုံတော့နဲ့တလန်းလွှဲနေအောင်လို့မရဘူးလို့ထင်တယ်ကျွန်တော်ကတော့ဘာလို့ဆိုတော့သူတို့စစ်သားတွေတော့စိတ်ကုန်ပြီးတော့ထွက်သွားတဲ့စစ်သားတွေအများကြီးဖြစ်လာတယ်အဲ့တော့ကျွန်တော်တို့ပြောတာကျွန်တော်တို့ပြည်သူ့ရဲ့စီလုံးမှုကအင်မတန်လိုတယ်အလုပ်တစ်ခုကိုမလုပ်ရင်မလုပ်နိုင်ရင်မလုပ်နဲ့ဘေးတိုင်းနေပါဒါပေမဲ့နံပါတ်1အရေးကြီးဆုံးမှတ်တာမှာဒီဗီဒီယိုလေးမှာကျွန်တော်ဆရာလောက်တာမဟုတ်ဘူးတင်ပြခြင်းတာက နံပါတ်1ကျွန်တော်တို့တွေမှတ်ထားမှာကိုမလုံနိုင်တဲ့အလုပ်ကိုမလုပ်နဲ့နံပါတ်2ကိုလုံနိုင်တဲ့အလုပ်ကိုလည်းပြင်းပြအောင်လုပ်ဖို့လို့ကိုကဒီအလုပ်ကိုလုပ်တော့မှဆိုဒီအလုပ်ကိုစုံးတဲ့အထိကိုလုံနိုင်မှတွေးပြီးတော့လမ်းစုံးတဲ့အထိလိုက်ပါဖို့လိုတယ်နံပါတ်3ကိုမလုံနိုင်ရင်တော့မှရန်သူနဲ့မပူးပေါင်းနဲ့ရန်သူအားပေးမလုပ်နဲ့အဲ့ဒါဆိုရင်ခင်ဗျားတို့အတွက်လည်းပြဿနာမရှိဘူးတိုင်းပြည်အတွက်လည်းပြဿနာမရှိဘူးရှင်းရှင်းလေးအဲ့ဒီအတုံးသုံးချက်လောက်ကတတိထားပြီးနေထိုင်ရမယ်ကိုစည်းဘောကိုလုံးကြမယ်ဆိုကျွန်တော်တို့ကတိုင်းပြည်အတွက်လည်းပြည်တနာမရှိဘူးเนาะကိုအတွက်လည်းပြည်တနာမရှိဘူး ဒါကြောင့်မလို့ထိုင်းနိုင်ငံကအခုဖုပ္ပန္နအောင်လှုပ်လိုက်တဲ့ဘွိုင်းကော့ကိုနမူနာယူဖို့လိုတယ်ကျွန်တော်တို့တိုင်းပြည်မှာနော်အခုလိုမျိုးပေါ်ဟိုဒိန်းတော်လိုပေါ်မျိုးပေါ့နော်စစ်ကောင်စီနဲ့ပေါင်းပြီးတော့ပြည်သူကိုလီးလံပြတယ်အဲ့တော့ဒိန်းတော်ဆိုတဲ့နာမည်တစ်လုံးဖြစ်လာဖို့ဆိုတာသူ့ကိုအားပေးကြည့်ရှုပြီးတော့ဝင်းရံခဲ့တဲ့အဲ့ပြည်သူတွေမရှိဘဲနဲ့ဒိန်းတော်နာမည်ဖြစ်မလာဒါပေမဲ့အဲ့ပြည်သူတွေကအားပေးလိုက်လို့ဒိန်းတော်နာမည်ဖြစ်လာပြီးမှဒိန်းတော်ဆိုတဲ့အရာဖြစ်ပြီးမှဌာနဆိုင်ရာတွေသူ့ကိုပါစားပေးတာကိုသူစိတ်ထဲမှာ သူ့ရဲ့ဂျေဇုစင်ရဌာနဆိုင်ရာတွေကိုထင်တယ်။ဒါပေမဲ့သူ့ကိုဒိန်းအောင်ချင်းလှုပ်ပေးလိုက်တာဒီပြည်သူတွေ။ဒါပေမဲ့ဒီပြည်သူတွေကသူမကြည့်တော့ဘူး။ဒီပြည်သူကိုတက်ပြတ်နေတဲ့အဲ့ဒီဌာနဆိုင်ရာရန်သူတွေကသူတွားပေါင်းပြီးတော့ပြည်သူကိုကလန်တယ်။အဲ့တော့ဒိန်းအောင်လိုကောင်မျိုး၊ယုံလေးလိုကောင်မျိုးဟုတ်တယ်နော်။လက်ရှိစစ်ကောင်စီကိုဘောမှပြီးပြည်သူကိုဆောက်ခွက်မျက်နှာပြောင်တိုက်နေတဲ့ကောင်မျိုးတွေကိုကျွန်တော်တို့တွေကဘာလုပ်နိုင်မလဲ။ထိုင်းနိုင်ငံမှာတော့အဲ့လိုဟာမျိုးကိုပြက်ပြက်တတ်တတ်ဘွိုင်းခေါ်လုပ်ပြလိုက်တယ်။အဲ့တော့ထိုင်းနိုင်ငံမှာဖုပန်နာရဲ့ဘွိုင်းခေါ်ဟာ ဒီကမ္ဘာဒီမိုကရေစီအရေးမှာစံပြတ်တစ်ခုပဲဘာစံပြတ်လဲဆိုတော့ပြည်သူတွေညီညွတ်လာရင်ဘာမှမခံဘူးဆိုတော့စံပြတ်နမူနာပဲဒါကြောင့်မို့ကျွန်တော်တို့တွေကညီညွတ်ဖို့လိုတယ်စီးလုံးဖို့လိုတယ်အမှန်တရားကိုရပ်တည်ရဖို့လိုတယ်ကျွန်တော်တို့ကိုယ်တိုင်ကမှန်ဖို့လိုတယ်လို့အမှန်တရားလမ်းကြောင်းပေါ်မှာလည်းပြက်ပြက်တတဇာန်ဆုံးတဲ့ထိရပ်တည်နိုင်ဖို့လိုတယ်အရန်အားရဖို့ကောင်းတဲ့တစ်ခေတ်မှာပဲ VOA နဲ့ RF ဝင်တော့မိသားစုတွေအားလုံးကိုအတွက်လဲဂုဏ်ယူပါတယ်ဝမ်းသာပါတယ်နော်ဘောမတွေအတွက်တော့ညိတ်20ပေါ့နော်နှစ်ကြီးပါတစ်သက်ထက်ထည့်ပေးမယ်ရော့တော့